ကျွန်တော်ရအောင်မိတ်မင်္ဂလာပါ Drag and Fish Show ကနေပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်လည်းဗာဝဇင်းကိုမြန်တင်ဆက်ပေးနေတယ်ဆင်မင်းမ။ဗာကျွန်တော်လည်းဗာဝဇင်းကတော့ပရီးမီးယားလိပွဲစဉ်၁၄ရက်အဖြစ်ကိုအိမ်ဝင်းအန်ဖီမှာစန်ဒါလန်အသင်းကိုဒီကနေ့ညညမစံတော်ကြီးည2:00ကျော်ပေါ့2:45ပေါ့လေ။မနက်ဖြန်မနက်မနက်ဖြန်မနက်ပိုင်းမှာကစားမယ်။ဆိုတော့ ဒီပွဲစဉ်ကဒါနီးပြအာနက်စလော့အတွက်ဒါလဘာဘူးအတွက်မဖြစ်မနေနိုင်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်နေပါပြီ။ဘာကြောင့်လဲဆိုတော့နောက်ဆုံးအန်ဖီမှာကစားခဲ့တဲ့ပွဲနှစ်ပွဲလုံးမှာလဘာဘူးအသင်းကဂိုးပြတ်ကိုရှုံးနေခဲ့တာ။ Nottingham Forest အသင်းကို3ဂိုးပြတ်နဲ့ရှုံးနေပြီးရင် PSV အသင်းကို4ဂိုးတစ်ဂိုးဆိုတဲ့ရလာတဲ့ထပ်ရှုံးနေ။ဆိုတော့ အန်ဖီရဲ့ဂုံတိတ်ခါကိုပြန်လဲအဖက်ဆယ်ဖို့အတွက်ဒီကနေ့ညပွဲစဉ်ကမဖြစ်မနေကိုအိမ်ဝင်ပြိသက်တွေရှိမှာအနိုင်ရလက်တစ်ခုကိုပုံဖော်ပေးရမယ့်ပွဲစဉ်တစ်ပွဲဖြစ်နေပြီဒါကိုအာနက်စလော့အနေနဲ့ကောင်းကောင်းသိထားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်မလို့ဒီကနေ့ညကစားမယ့်ပွဲစဉ်မှာလဘဘူးအတင်းအတွက် ဒါဘယ်ကစားသမားတွေကပွဲထွက်လာနိုင်လဲပွဲထွက်လာနိုင်ရည်ရှိတဲ့ကစားသမားဆက်တူဦးကဘသူတွေလဲဒါကိုကျွန်တော်တို့တစ်ချက်လောက်ဒီဗီဒီယိုလေးမှာပြောကြည့်အောင်ပါဆိုတော့ဗီဒီယိုလေးမှာစခဲ့မှာကျွန်တော်ရဲ့ဒီ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ထားဖို့တော့ကျွန်တော်ဒီနေရာနေပြီးတော့တောင်းဆိုချင်ပါတယ်ဆိုတော့ဒါပထမအဦးဆုံးကျွန်တော်တို့ဂိုးသမားနေရာပေါ့လေပွဲထွက်လာနိုင်တဲ့ဆက်တူဦးနေရာကိုကြည့်မယ်ဆိုရင်ဂိုးသမားနေရာမှာတရားတစ်ခုอ่ะဗျာအလစင်ဘက်ကကသူကဒန်ရမရရင်မရမချင်းကစားတတ်တဲ့ကစားသမားဆိုတော့ ဒန်ယာမရသေးဘူးကတော့အလက်ဆင်ဘက်ကပဲဖမ်းမယ်ဆိုတော့ဒီဂိုဒမားညမှာတော့တေချာပါအလက်ဆင်ဘက်ကပဲဖြစ်နေမယ်ပြီးရင်ဒါနောက်တန်း၄ဦးပေါ့လေနောက်တန်း၄ဦးမှာဒါဘယ်အစွန်နေရာကစပြောရမှာဆိုရင်ပြီးခဲ့တဲ့ပွဲစဉ်ကဘယ်အစွန်မှာဒါဘယ်နောက်ခံနေရာမှာမီလုခက်ခက်ကပွဲထွက်လာတယ်တကယ်တမ်းလေမီလိုကကကိုအာနိစ်လော့ကတကယ်ကြိုက်တဲ့အထက်မှာပါတယ်ပေါ့လေ။သို့ပေမဲ့သူကအသင်းတကယ်လိုအပ်နေတဲ့အချိန်အသင်းကတကယ်ဟိုပြိုင်ပန်းအသင်းတွေကိုဖီအားပေးပြီးတော့ဒရက်တာဖီအားပေးရမယ့်အချိန်ဒီမှာဆိုရင်သူက ်အတက်ကင်းလိုက်ပန်တော့မကောင်းဘူးကောင်းတယ်သူမြသူရဲ့ crow ဘောတွေကအကူချိန်ကြီးကိုအရာမရောက်သေးဘူးအဲ့ဒီစားအိမ်ဝင်း MV ရဲ့ပြိသက်တီရှိမှလဘာဘူးအသင်ကမကပြိုင်ပတ်အသင်ဖြစ်တဲ့ဆန်နာလန်အသင်ကိုဒါဖိကစားဖို့အတွက်ပွဲစားတွေကဖိကစားဖို့အတွက်ပြင်ဆင်လာမယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်မို့လို့ဘယ်နောက်ခံနေရာကိုအတက်ကင်းအတက်ကင်းလိုက်ပန်တော့ကောင်းနေတဲ့ ဒါ Andre Robertson ကိုပဲအသုံးပြုလာမယ်လို့ကျွန်တော်ထင်တယ်။ပြီးရင်ဒါ Center back ပေါ့လေ။ Center back နေရာမှာတော့ရှင်းပါတယ်။ကျွန်တော်တို့လိုပါဘူးမှာကထပ်ပြီးတော့လေရွေးချယ်စရာမရှိဘူး။ဒီဇာသမားနှစ်ဦးကသာအသင်းရဲ့ Center back နေရာမှာပင်လယ်ပွဲထွက်ခွင့်ရနေတဲ့သမားတွေဖြစ်တဲ့အတွက် Wage Van Dijk နဲ့ဒါ Ibrahima Konate တိပဲပွဲထွက်လာအောင်မှာပါ။ပြီးရင်ညာနောက်ခံနေရာဒီအဒီလိုပါဘူးအသင်းအတွက်ဒါတိုင်းအပတ်ဆုံးနေရာတစ်ခုပါအဲ့ညာနောက်ခံနေရာကညာနောက်ခံနေရာအတွက်ကို Dominic Schobo တိုင်းစင်းစောရတယ်၊ Gareth Jones စင်းစောရတယ် ဖရင်ဘောင်ကမကြာခဏဒဏ်ရရတယ်။ကော်နာဘရက်လီကမကြာခဏဒဏ်ရရတယ်။ဆိုတော့အဲ့ညာနောက်ခံနေရာအတွက်ပုံသေးကစားမဲ့ကစားသမားတအုပ်ကအများတန်းလိုအပ်တယ်။ဆိုတော့အဲ့ညာနောက်ခံနေရာတော့ကိုပြီးခဲ့တဲ့ဝက်ဆန်နဲ့ပွဲစဉ်မှာဆိုရင်ဂျိုဂိုမက်ကစားခဲ့တယ်။တော်တော်လေးလည်းကောင်းပါတယ်။ဆိုတော့ဒီကနေ့ပွဲစဉ်မှာတော့ဂျိုဂိုမက်ပဲပွဲထွက်လာမယ်လို့ထင်တယ်။သို့ပေမဲ့သူကပွဲချိန်ပြီးကစားမယ်လို့တော့ကျွန်တော်ကတော့မမြင်ဘူး။ဘာကြောင့်လဲဆိုတော့သူပြီးခဲ့တဲ့ပွဲစဉ်ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာဆိုရင်အာနိစ်လော့ကပြောသွားတယ်ဂျိုဂိုမက်အနေနဲ့ဒါ လိုမျိုးနဲ့တပတ်အတွင်းမှာသုံးပွဲကစားဖို့အတွက်ကြံ့ခိုင်မှုမပြေဝသေးဘူးဆိုတဲ့ပုံစံမျိုးကိုသူပြောသွားတယ်ဆိုတော့ဂျိုကိုမက်ကိုတော့၃កောင်း၃လာလိမ့်မယ်၃လာမယ်ဆိုရင်မီနီ60 80လောက်မှာသူလူစားလဲကောင်းလဲလိမ့်မယ်လို့ကျွန်တော်မြင်တယ် တော့အဲ့ညံမှာတော့ကျွန်တော်ကတော့ဂျိုကိုမက်ကွယ်ပွဲထွက်လာစေခြင်းလည်းပေါ့လေပြီးရင်ကွင်းလေ defensive midfield ပေါ့လေဒီအညံမှာဆိုရင်နံပါတ်7ရောနဲ့နံပါတ်8ရောညံမှာတော့တေချာပေါက် Ryan Graven နဲ့ Alexis Mac Allister ပဲပွဲထွက်လာအောင်ပါပါ။ဘာကြောင့်လဲဆိုတော့ဒီကစားသမား2ဦးကလက်ရှိနောက်ပိုင်းကာလတွေမှာသူတို့2ဦးကြားမှာရှိတဲ့နားလည်မှုတွေကိုကျွန်တော်တို့ကောင်းကောင်းချင်းမြင်တွေ့လာရတယ်။အတင်းကရလက်တွေတောက်လျှောက်စိုးနေလို့တာဗျာတကယ်တမ်းရလက်တွေကောင်းနေပြီဆိုရင်သူတို့နဲ့အူးကြမှာရှိတဲ့ဒါနားလည်မှုကဘလောက်ထိအောင်မြင်မာနေတယ်ဘလောက်ထိအောင် ဟိုနားလည်မှုတွေပြေးဝနေလဲဆိုတော့ကျွန်တော်ကောင်းကောင်းမြင်နိုင်မှာဒါပေမဲ့လည်းအသင်းကရားလက်တွေမကောင်းတဲ့အတွက်သူတို့နှစ်ဦးကြားမှရှိတဲ့နားလည်မှုကိုကျွန်တော်ကောင်းကောင်းမတွေ့ရဘူးဖြစ်နေတာဆိုတော့တကယ်တမ်းကြည့်မယ်ဆိုရင်သူတို့နှစ်ဦးကြားမှနားလည်မှုဘယ်လောက်ထိအောင်ပြေးဝလဲဆိုတော့ကျွန်တော်ကောင်းကောင်းသိနိုင်ပါတယ်ဆိုတော့အဲ့ဒီနေရာကိုတော့ lesson man lesson နဲ့ rain crime ပဲပဲပွဲထွက်လာမယ်ပြီးရင်ဒါ type စစ်ကွင်းလည်း type စစ်ပေါ့လေကွင်းလည်း type စစ်နံပါတ်10ရိုးပြိုင်ဘက်အသင်းရဲ့ hash page နေရာမှာဆိုရင်ပြီးခဲ့တဲ့ပွဲစဉ်ကတော့ဒါအဲ့ဒီနေရာကို front back သုံးလာတယ်တို့ပေမဲ့ဒီပွဲတို့တရင်သာရှင်းနေမှာ anestro က front back အနေနဲ့က ီသူကဒန်ရန်ကပြန်လာလည်းမကြသေးဘူးတပတ်အတွင်းမှာသုံးပွဲကစားဖို့အတွက်အဆင်မပြေသေးဘူးဆိုတော့ပုံစံမျိုးသူပြောသွားတယ်အဲ့ဒီအတွက်ကျွန်တော်ကတော့ front back အဲ့ဒီနေရာကိုကစားလိုက်မယ်လို့ကျွန်တော်ကမထင်တော့ဘူး front back ကို line net အောက်ပြီးတော့တေချာပေါ dominate show တိုင်းကိုနံပါတ်30 row နေရာမှာပြန်ထားမယ်လို့ကျွန်တော်ကမြင်တယ်တိုက်စစ်နေရာကတော့ရှင်းပါတယ်ဒါတိုက်စစ်နေရာမှာတော့ဒါလဇနာအီဇက်ကပြီးခဲ့တဲ့ပွဲစဉ်မှာပွဲထွက်ခဲ့တယ်ဆိုပေမဲ့ သူကလည်းကြွက်တက်တော့လူသားလဲခဲ့တယ်ဆိုတဲ့ပုံစံမျိုးအာနေလျှော့ကပြောသွားတယ်အဲ့ဒီအတွက်အလဇနာအီဆက်ရဲ့နေရာမှာရှုကူအီကီတီကီပွဲထွက်လာနိုင်ခြင်းရှိတယ်အလဇနာအီဆက်မကစားဘူးမို့ကစားလိမ့်မယ်မိနစ်80လောက်မှမိနစ်60လောက်မှအဲ့လောက်လောက်နေမှာပဲသူအနေနဲ့လူစားဝင်ကစားသမားအနေနဲ့ကစားဝင်ကစားဖို့ရှိတယ်လို့ကျွန်တော်ကမြင်တယ်ဒါကြောင့်မို့တောင်ပန်တိုက်ဆက်နှစ်ဖက်မှာဆိုရင်တော့ဒါဘယ်ဘက်ချမ်းကတော့တေးကြတယ်ကိုရီကပိုပဲပွဲထွက်လာမှာဖြစ်ပြီးတော့ညာဘက်ချမ်းမှာတော့မိုးဆာလာပဲပွဲထွက်လာဖို့ရှိတယ်လို့ကျွန်တော်ကမြင်တယ်ဒီညမှာမိုးဆာလာနဲ့ပတ်သက်ပြီးတော့ကကြောက်လေ လိုပါဘူးပြည့်တဲ့ဒါအများစုကတော့မိုးဆာလာကိုဒီကနေ့ပွဲစဉ်မှာပွဲထွက်စေခြင်းနဲ့ထင်မှာတော့ပါနိုင်မယ်လို့တော့ကျွန်တော်မထင်ဘူး။ဒါကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်မှာမိုးဆာလာမပါတဲ့လိုပါဘူးကတော်တော်လေးကောင်းပြခဲ့တာ။ဒါပေမဲ့လည်းတကယ်တမ်းကြည့်ရမယ်ဆိုရင်များပြီးခဲ့တဲ့ပွဲစဉ်ကဝက်ဆန်အသင်းနဲ့ကစားခဲ့တာ။အဲ့ဒီပွဲစဉ်မှာမိုးဆာလာပါမယ်ဆိုရင်လည်းလိုပါဘူးအသင်းရဲ့ကစားပုံကအများကြီးဟိုပို့ပြီးတော့ဆုတ်ချသွားမယ်လို့ကျွန်တော်ကမထင်ဘူးဆိုတော့ဘိုးဆာလာပါခြင်းမပါခြင်းကလက်ရှိလေဘာဘူးအသင်းရဲ့ ကစားပုံကိုပျက်စီးတဲ့မဲ့ပျက်စီးခြင်းနဲ့တော့မသက်ဆိုင်ဘူးလို့ကျွန်တော်ထင်တယ်။ဒါပေမဲ့မိုးဆာလာရဲ့ effect တစ်ခုကလဘာဘူးမှာတစ်ခါတလေကြားလို့ရှိရင်တော့တိုင်ပတ်တာကိုတွေ့ရတယ်။ဒါလေဆိုတော့ကစားသမားတွေကမိုးဆာလာကိုယုံကြည်မှုလွန်ကဲတာဗျာ။နီးပြကိုယ်တိုင်ကလည်းမိုးဆာလာနဲ့ပတ်သက်ပြီးယုံကြည်မှုလွန်ကဲတယ်လို့ကစားသမားတွေကိုယ်တိုင်ကလည်းကွင်းလင်းမှာရှိတဲ့ကစားသမားတွေကိုယ်တိုင်ကလည်း မိုးဆာလာကိုအရန်ကြီးယုံကြည်မှုလွန်ကဲနေတယ်အဲ့ဒါကိုကျွန်တော်တို့သွားတွေ့ရတယ်လဘာဘူးအတင်းကဂိုးတွေလိုအပ်နေချိန်လဘာဘူးအတင်းကတကယ်တမ်းဟိုပြိုင်ပွဲအတင်းကိုဂိုးတွေရဖို့အတွက်လိုအပ်နေချိန်မှာကွင်းလယ်စားသမားတွေအများစုကဘဲကိုပြီးတဲ့ဆိုတော့မိုးဆာလာကိုပဲဘောလုံးတွေပြီးအဲ့ဒါက အဖြေတစ်ခုမဟုတ်ဘူးလို့ကျွန်တော်တို့ရှိမှရခဲ့ပြောခဲ့ပြီးသွားပြီ။ဒါကြောင့်မလို့လဘာဘူးအသင်းစားသမားတွေယုံကြည်မှုမိုးစားလာအပေါ်ကိုလွန်ကဲနေခြင်းကမိုးစားလာအတက်မလို့အားမလို့လားအတက် pressure တွေဖြစ်နေခြင်းဖြစ်နေတယ်လို့တော့ကျွန်တော်ကတော့မြင်ရတဲ့အထက်မှာပါတယ်။ဒါကြောင့်မလို့မိုးစားလာပွဲထွက်လာဖို့ရှိတယ်။တိုးပေမဲ့မိုးစားလာကလဘာဘူးအသင်းမှာနောက်ထပ်ကစားရလဲလေးပွဲပဲကစားရမှာပါ။အဲ့ဒါကလာမယ့် Liverpool နဲ့ပွဲစဉ်ပြီးရင် Inter Milan နဲ့ကစားရမယ့် Champions League ပွဲစဉ် အဲပြီးရင် right turn နဲ့ကစားမယ်ပြီးမြလိုက်ပွဲစဉ်အဲ့ဒီပွဲစဉ်သုံးပွဲပြီးပြီဆိုတော့ ਨੇ မိုဆာလာကအာဖရိကကပ်ကိုသွားပြီးတော့ EG အသင်းအတွက်ကစားပေးရမှာအဲ့ဒီအတွက်မိုဆာလာကလာမယ့်ပွဲစဉ်ဒီမှာလေသူ့အနေနဲ့ကစားကောင်းကစားနိုင်တယ် ို့ပင်မဲ့အဲ့ဒီပွဲစဉ်ပြီးပြီဆိုတာနဲ့မိုးဆာလာမပါဘဲနဲ့လဘာဘူးအတင်းကအချိန်တချို့ကိုဖြတ်တန်းရမှာပါအဲ့ဒီခါလာကြာလို့ရှိရင်မိုးဆာလာကလဘာဘူးအတင်းအတွက်တကယ်တမ်းအရေးပါတဲ့ကစားသမားလားအရေးမပါတော့တဲ့ကစားသမားလားဆိုတာကျွန်တော်တို့ကိုယ်ကိုယ်ပြပြကြည့်မြင်တွေ့ရမှာဆိုတော့အဲလက်ရှိမှာတော့မိုးဆာလာပွဲထွက်လာတဲ့အပေါ်ကိုတော့ဟိုမလိုလားအပ်တဲ့ပြိတ္တတွေနေနေကတော့နည်းနည်းလေးတော့တီးခံပြီးတော့ကြည့်ရမယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်တို့အတွက်ကတော့မိုးဆာလာပါလာခြင်းကဘာမှအတင်းအတွက်အများကြီး ဒါဘယ်လိုမျိုးလဲအဆိုဆိုးရွားသွားတဲ့ရာလက်တစ်ခုတွေပေါ်လာမယ်လို့တော့ကျွန်တော်တို့မမြင်ဘူးဆိုတော့မိုဆာလာပွဲထွက်လာမယ်ထင်တယ်ဆိုတော့အဲဒီအရန်ခုံနေရာမှာဆိုတော့တေးကြပါတယ် from bat တို့ပြီးရင်လက္ခဏာ e set တို့ရှိမယ်အဲပြီးလို့ရှိရင်လည်းကားတစ်ကြုံတို့ပါလို့ရှိသေးတယ်ဝါဒါတို့ andro တို့ပါလို့ရှိတယ်ဆိုတော့ဒါကတော့ဒါဘယ်လိုမျိုးလဲဆန်နာလန်အသင်းနဲ့ကံမယ်ဆိုတော့ဒါကလုံလောက်တဲ့ squad တက်လူအင်အားပါဒါကတကယ်တမ်းလုံလောက်ပါတယ်ဘရက်ဒလီတို့ပါလို့ဆိုတာကလည်းလာမယ့် league united နဲ့ပွဲစဉ်မှာအသင်းနဲ့ပြန်ပြီးတော့ပူးပေါင်းမှာဖြစ်တဲ့အတွက် လဘဝအသင်းမှာလက်ရှိဒဏ်ရာပြဿနာကြုံနေရဆိုလို့ဒါလူငယ်သားသမားလေးဖြစ်တဲ့လီယိုနီနဲ့ဘယ်လိုပြောမလဲဒါအဲ့ညာနောက်ခံညာက frame ပါပေါ့လေ frame မောင်းနေပတ်သက်ပြီးတော့ကကြောက်လေဗျာကျွန်တော်က တော်တော်လေးတိုင်ပတ်ပါတယ်ရင်ပေါင်ကအသိဝင်ရောက်တာဖြစ်တိတ်မကြတဲ့ဘူးဗျဒန်ရားကမကြခဏရနေဒါကကောင်းတဲ့လက္ခဏာရက်တော့မဟုတ်ဘူးဗျဒါကြောင့်မလို့ဖရင်ပေါင်နဲ့ဒါလီယိုနီလောက်ပဲရှိတော့တာဒန်ရားပြဿနာကကြေကျန်တဲ့ကစားသမားတွေအကုန်လုံးပြန်လာနိုင်ပြီဒါကတော့ကောင်းတဲ့အရာတစ်ခုပါဒါကတော့တကယ်ကိုမှတည်ငောင်းတစ်ခုဖြစ်တယ်လို့လို့မြင်ပါတယ်ပြီးရင်ဒါဆန္ဒနဲ့နဲ့ပွဲစဉ်ပေါ့လေဆန္ဒနဲ့နဲ့ပွဲစဉ်ကိုတော့ကျွန်တော်ရှင်းမှပြောခဲ့တဲ့အတိုင်းပဲမဖြစ်မနေကိုနိုင်မှရမယ်နိုင်တာတော့မှပဲကိုယ်တော်ဘူးအသင်းကသေးကြပေါ့အနည်းဆုံး2-6လောက်နဲ့နိုင်မှသာ MV ပြည်သက်တွေကဒါကျေနပ်အားရမဲ့ပုံစံမျိုးရှိတယ်လို့ကျွန်တော်တို့ထင်နေဒါပေမဲ့လည်းပြိုင်ဘက်ဆန်နာလန်အသင်းကတော့ဒါလွဲကူနေတဲ့အသင်းတစ်သင်းမဟုတ်ဘူးဆိုတာကျွန်တော်တို့သိထားဖို့လိုတယ်ဂရနစ်ဂျာကာရဲ့ဥဆောင်မှုအောက်မှာတော်တော်လေးကိုမှ ဒါတရွေ့ရွေ့နဲ့ကိုမှဒါဘယ်လိုမျိုးလဲခွဲမိလို့ပြီးတမြိတ်မိတွမ်းလောင်နေတဲ့တော်တော်လေးပောက်ကွဲမှုကောင်းနေတဲ့စာနာလန်အသင်းကိုလဘာဘူးအသင်းကလွယ်လွယ်ကူကူနိုင်မယ်လို့တော့ကျွန်တော်တော့မထင်ဘူးဒီကနေ့ညပွဲစဉ်ကတကယ်ခက်ခဲမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်။တုံးပြမဲ့လဘာဘူးအသင်းရဲ့အိမ်ကွင်းအန်ဖီရဲ့ဂုံတိတ်ခါကိုဆယ်ဖို့အတွက်အာနိရှ်တော့အနေနဲ့ဘာအကြောင်းပြချက်နဲ့မှပေးလို့မရဘဲနဲ့အနိုင်ရလက်တစ်ခုကိုတော့မဖြစ်မနေပြက်ပြက်သားသားပုံဖော်ပြီးဖို့အတွက်လိုအပ်နေပြီလို့ကျွန်တော်မြင်ပါတယ်။ တော့ကျွန်တော်ကိုယ်တိုင်ကရောဘာလို့အသင်ပွဲထွက်လာနိုင်တဲ့ကစားသမားတွေကိုဘယ်လိုမျိုးညလဲဘယ်ကစားသမားတွေဖြစ်လာမယ်လို့ထင်ကြလဲဆိုတော့ဒီနည်းညရလက်တွေကိုလည်းဘယ်လိုမျိုးထွက်လာမယ်ထင်လဲတော်တချက်တော့ဆွေးနေကြပါဦးကျွန်တော်ကတော့ရလက်တီကိုတော့လဘာဘူးအတင်ကအနိုင်ရလက်တခုပုံဖော်နိုင်မယ်အနည်းဆုံး29 29 3ကိုလောက်နဲ့အနိုင်မယ်လို့ကျွန်တော်ထင်တယ်21 3C ဆိုရဲအဲ21 31ဆိုရဲရလက်နဲ့တော့နိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကဘယ်လိုမျိုးညလဲတချက်တော့ဆွေးနေကြပါဦးကျွန်တော်လည်း like and subscribe လုပ်ပေးကြပါဦးဗျကျေးဇူးများကြီးတင်ပါတယ်